ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာမြမလေးရွေးစဉ်မျိုးစိဘောလုံးသေးရဲ့တက်စမှုဖြစ်တဲ့ဝင်းသိမ်ကြီးထွန်းဟာလာမယ့်နော်မာလာ28ရက်နေ့ကိုရောက်ရင်မြမနိုင်ငံစီကိုပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ဝင်းသိမ်ကြီးထွန်းကစီကိန်းပြန်မပါဝင်ရှင်နေမယ့်မြမလေးရွေးစဉ်မျိုးစိဘောလုံးသေးနဲ့ပူးပေါင်းပြီးတော့လေ့ကျင့်ရေးတွေစတင်ဆောင်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ ဝင်းသိမ်ကြီးထွန်းဟာလက်ရှိချိန်မှာတော့မလေးရှားကလပ်စာဘာအဖေမှာပါဝင်ကစားပေးနေပါတယ်ပြီးခဲ့တဲ့အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတော့ကဝင်းသိမ်ကြီးထွန်းဟာ သင်ကိုအများဆုံးကသာသမဖြစ်နေရွှေဘနက်စုကို စုခုရအောင်ပြခဲ့ပါတယ်ခင်ဗျာအခုချိန်မှာဆိုရင်လေမလေးရှားလိဂ်ရဲ့သင်ကိုအများဆုံးကသာသမဖြစ်ဝင်းသိင်ကြီးထွန်းကရက်တင်နေတာကိုကျွန်တော်တို့မြင်တွေ့ကြရပါတယ်မြန်မာလက်ရွေးစင်မြို့မိသစ်တို့လက်ရှိမှာပနာမလက်ရွေးစင်ကသာသမ26ရောက်ရွေးချယ်ထားပြီးပါပြီအဲ့ကသာသမတွေဟာစူးစီးလိဂ်မှုတွေစတင်နေပြီလည်းဖြစ်ပါတယ်ခင်ဗျာပနာမလက်ရွေးစင်အသင်းလူစင်းထဲမှာလင်းမြင့်မို့လဲပြန်လဲပါဝင်လာတာကိုတွေ့ရလို့ပြည်သက်တွေလည်းအားရကျင်းနေကြပါတယ် ်ဒါပေမဲ့ဂတ်လော့ဂျာတိယရဲ့ဒင်းတွေရတော့ဒေစီအောင်ကိုပနာမလက်ရွေးစင်အသင်းလူစင်းထဲမှာထည့်သွင်းရွေးချယ်တာမျိုးမရှိခဲ့ဘူးလို့ကျွန်တော်တို့သိရှိရပါတယ်ခင်ဗျအမေရိကန်ပြောင်းစုစီကိုပညာရေးအတွက်တောင်းတဖို့ရောက်ရှိနေတဲ့မေထက်လူကလည်းစီဂိမ်းပြိုင်ပွဲအမီမြမလက်ရွေးစင်အမျိုးသားဘောလုံးအသင်းစီကိုတူလာအောင်ပူပေါင်းမယ်ဆိုတာကိုအသိပေးထားပြီလည်းဖြစ်ပါတယ်ခင်ဗျမြမလက်ရွေးစင်အမျိုးသားဘောလုံးအသင်းဟာဒီဇင်ဘာလ၂ရက်နေ့ကိုရောက်ရင်ထိုင်းနိုင်ငံစီကိုပြိုင်ပွဲကစားဖို့အတွက်ထောက်ခေါ်သွားတော့မှာဖြစ်ပါတယ် ပြိုင်ပွဲမစခင်၃ရက်အလိုမှာထိုင်းနိုင်ငံစီကိုမြန်မာလက်ရွေးစီမျိုးသမီးအသင်းကပေါ့လေအချိန်မီသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာဒီတော့ဒီဇင်ဘာလ9ရက်နေ့မှာမြန်မာလက်ရွေးစီမျိုးသမီးဘောလုံးအသင်းကအုပ်စုဖွင့်ပွဲစဉ်စတင်ရှင်ရမယ်ဒီအုပ်စုမှာဖိလစ်ပိုင်မလေးရှားစင်ကာပူဒီပြိုင်ပွဲတွေကိုမြန်မာလက်ရွေးစီမျိုးသမီးဘောလုံးအသင်းကရင်ဆိုင်ရဖို့ရှိနေပါတယ်ခင်ဗျာအုပ်စုဖွင့်ပွဲစဉ်ကိုတော့ဖိလစ်ပိုင်နဲ့ကစားရမယ်အဲ့ပွဲစဉ်ကိုဒီဇင်ဘာလ9ရက်နေ့မှာရှင်ပြန်မှာဖြစ်ပါတယ်ခင်ဗျာ ီဇမလာရှိရနေကိုရောက်ရင်မြမလေးရွေးစီမြို့သူဘောလုံးသင်ကအုပ်စုဒုတိယပွဲစဉ်ရှင်းပြရမယ်အဲ့ဒီပွဲစဉ်ကိုတော့မြမလေးရွေးစီမြို့သူသင်ကမလေးရှားနဲ့ကစားမှာဖြစ်ပါတယ်ခင်ဗျအုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ဒီဇမလာ17ရက်နေ့မှာရှင်းပြန်ကစားဖို့ရှိပါတယ်အဲ့ဒီပွဲစဉ်မှာတော့မြမလေးရွေးစီမြို့သူသင်ဟာ BNN အမျိုးသမီးအသင်းကိုရေဆိုင်ရဖို့ရှိပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိမှာတော့ မြမလက်ရွေးစဉ်အမျိုးသမီးအသင်းရဲ့အဓိကတိုက်စုံဖြစ်တဲ့ဝင်းတန်ကြီးထွန်းဟာနော်မာလာ28ရက်နေ့ကိုရောက်ရင်အသင်းစီကိုလာရောက်ပူပေါင်းလေ့ကျင့်တော့မှာဖြစ်တဲ့အကြောင်းပရိသတ်တွေသိရှိရအောင်သတင်းကောင်းပါတင်ဆက်ပေးလိုက်ပါရခင်ဗျာကျေးဇူးအပ်ပြီးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ